အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇေယောဖြစ်ပါတယ်2025ခုနှစ်အော်တိုဝါလာ14ရက်စေတရင်ကောင်းတို့တုံးသက်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ဖားစီမြေကျားရည်ကြီးမျိုးနယ်အတွင်းမှာရှိတဲ့အနန်းကွင်းကိုတော့အားလုံးကြားဝူးကြမယ်ထင်ပါတယ်ဝေယောမြေနောက်ဘက်ကတေမင်းတမန်ယထာလန်းကြီးပေါ်မှာတည်ရှိတာဖြစ်ပါတယ်အနန်းကွင်းခန်းစစ်ကြောင်းတူရပွဲရရခဲ့ကြသလို ဇူเจ้าကြီးကနေဇူတိုင်းမှုထိရှားလူတွေပေါ်ပေါ်များများ ပေးနိုင်ခဲ့တဲ့ဝါရဖြန့်စီလုတ်ခွင့်ရသွားသောမဆုတ်တမ်းအခိုင်အမာခံစစ်စကိုင်းဖြစ်ပါတယ်။၎င်းခံစစ်စကိုင်းမှာရခိုင်ကအရှိတောင်ပိုင်းတိုင်းစစ်ထာနာချုပ်ရဲ့စစ်ဗျူဟာမှုဦးစီးခဲ့တာဖြစ်ပြီးယခုအခါမှာတော့အမှတ်73စစ်စေကုကဲမှုဌာနချုပ်ရဲ့ဤဗျူဟာတစ်ခုအခြေပြုနေခဲ့တာဖြစ်ပါတယ်။ အနံငွေအောင်စခန်းချလူနီနီဖြစ်ခဲ့ပြီမဲ့ဒီကာလမှာတော့ရှေတန်းရိခာစုပုံစခန်းဖြစ်ပြန်လည်အသက်ဝင်လာခဲ့တာကိုတွေ့ရပါတယ်။ရှမန်လေးကနံငွေရဲ့ဘေးပတ်ချာလေကအထောက်ကူပြုစစ်ကြောင်းနဲ့စခန်းငယ်တွေရိခာလာရောက်ထုတ်ယူတာကိုတွေ့ရပါတယ်။လှုပ်ရှားစစ်ကြောင်းငယ်တွေဟာတာမန်အားဖြင့်ရိခာကိုနှစ်ပတ်စာတဲ့ပို့ပြီးထုတ်ထားလို့မရှိပါဘူး။စခါထုတ်ပြီးနောက်ထပ်စခန်းတွေအားတစ်ခု ဒါမှမဟုတ်နောက်တစ်ချိန်မှသာပြန်လည်ထုတ်ယူရတာဖြစ်ပါတယ်။နားရှင်းတော့ပြောပါမယ်။စည်ရေးဆိုင်ရာ ကိစ္စရက်တွေကို စိတ်ဝင်စားနားထောင်နေတဲ့သူတွေမှတ်သားနေတဲ့သူတွေကတော့တည်ပြီးသားဖြစ်ပါလိမ့်။စစ်တပ်မှာရိတ်ခါကိုနှစ်ပတ်တစ်ချိန်ပဲထုတ်ပေးလို့ရှိပါတယ်။စတိုင်းမူဘိုးချုပ်ကျော်လင်းမောင်ကတော့တိုင်းစစ်ဌာနချုပ်မှာရှိမနေတော့ဘူးဖြစ်ပါတယ် နေပြည်တော်စည်းဝေးကိုပဲပါသွားလေသလားဒေါနမြေတကြောကိုပဲရုပ်လုံးပတ်ပြီးထွက်ပြမှာလားဆိုတာကတော့မသိရသေးဘူးဖြစ်ပါတယ်စမန်ကနေနေဘက်ကိုလည်းလေချောင်းကလည်းရိတ်ခါခဲရခြောက်ပေးနေသလိုစိုက်ခိုက်မှုတွေလည်းနေ့စဉ်နဲ့အမျှလှုပ်ဆောင်လာတာကိုတွေ့ရပါတယ်ဖာဘုံကိုမရရအောင် နေလာခံပြီး တိုးနေတာကိုတွေ့ရပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ကြားဖက်တက်ရဲ့တီရောခြေစစ်ဟာရောက်တော့မရောပြောနေကြပြီမဲ့အရင်ထက်စာရင်နီးလာတယ်လို့ပဲပြောရအောင်မှာဖြစ်ပါတယ်။ကွန်ကော့ကော့ဘယ်နဲ့အွန်အေးကောင်မွန်ချေးရွာတွေကိုတော့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ဖို့စော်အော်နေတာကိုလည်းတွေ့ရပါတယ်။ကြောင်မဲကလည်းမိုင်းတော့ပဲအချမ်းကိုလည်းစစ်ကြောင်းတွေတိတ်တဆိတ်ရွေရှားနေပုံရပါတယ် ်အမှန်အားရဒီအချိန်မြန်တိုင်းဌာနချုပ်ပဲချမ်းမှာပြစ်ခတ်တန်ကြားရတာမျိုးရှိတယ်ဆိုပေမဲ့ပြစ်ရှင်းရှင်းလာလားမိုင်းကွဲပြစ်စင်လားဆိုတာတော့မသိချင်ရသေးဘူးဖြစ်ပါတယ်နောင်ပင်ရွာနောင်မြောက်ပဲဂုံပင်တက်နောင်ပြစ်ရွာကျိုးခွေတဝိုက်မှာတော့တမြန်လေးကထီတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်ရှမ်းတပ်တွေနဲ့ပါညှိကုံမီလာတော့မပြောတတ်သေးပါဘူ မိုင်းရဲ့ဘက်ကနေလဲစစ်ကြောင်းတချို့တက်လာတာရှိတယ်လို့လဲသတင်းတချို့ရှိနေပါတယ်။မြေကြီးရှင်တွေအနေနဲ့ရှုပ်ထွေးလာကြအောင်တွေ့လာရပါနာသာသာကိုပြပြီးစစ်ဒီဘက်ကိုဝင်လာနေတဲ့နီးပြူအမှုဦးစီးစစ်ကြောင်းတကြောင်းကို PNL နဲ့ပူးပေါင်းတပ်တွေကြားပြတိုက်ခိုက်ထားနိုင်ရတာရှိပါတယ်။ လက်ရှိနေသားကတော့ DNL တို့ရဲ့ခုခံစစ်ကိုမကူညီရင်နေပါ မနှောက်ယှက်ကြပါနဲ့တော့လို့သာမြစ်တာရက်ခံရမှာဖြစ်ပါတယ်။မန္တလေးတိုင်းရထိုးညွန့်တဲ့အတွင်းကိုတော့နေချောင်းတိုက်ခိုက်မှုပြုလုပ်ထားပြန်ပြီဖြစ်ပါတယ်။ကျောင်းမလေးလောင်းဖြစ်တဲ့ကျောင်းပောင်းခွေးကျိုးရေလံကျောင်းလမ်းပိုင်းကိုစစ်ကြောင်းတွေဝင်ရောက်လာနိုင်ွယ်ရှိပါတယ် ေလာလံကောက်ဝေးတပ်ဖွဲ့တွေလမ်းမော်ကိုရှောင်းတခဲစစ်ဆေးဆုံးမမှုတွေပြုလုပ်လာတာကိုသိရှိလို့ဖြစ်ပါလိမ့်မယ်။ရခင်ရောင်မန်းလေးအမြန်လမ်းမကြီးမပြီးခင်တုန်းကတော့မကွေးဘက်ကလာရင်အဆိုပါလမ်းတိုင်းကိုဖြတ်ကြရပါတယ်။အခုတော့မြင်းနောက်ဘက်ကဖြစ်တဲ့ပခုတ်ကူစိတ်ဖြူ6ဘက်ကမော်တော်ရင်လေးခီးတဲ့တင်ကားတွေကတော့အဆုံးပြူနေရဆဲဖြစ်ပါတယ်။ ခွေးချုပ်လမ်းခွဲရောက်ပြီဆိုရင်ဒုတ်ထိုးအကျော်လေးတွေကားပေါ်မှာပဲစားစားအိမ်ပြန်လက်ဆောင်ပဲဖြစ်ဖြစ်မျက်နှာပန်းလှပါတယ်ထူးခြားချက်တော့ရှိတာပေါ့ဗျာဆက်သားကြောင့်ဆိုတာကလည်းကဘာပေါ်မှာဆက်တော်ဝါလက်ချိုးရည်လို့ရနေပြီဆိုပေမဲ့ခွေးချုပ်မှာတော့နေတိုင်းရနေပါတယ်ခွေးချုပ်ကိုရင်ပြောတာမဟုတ်ပါဘူးအခြားနိုင်ငံကြီး ready made ထုတ်ကုန်တွေမှာလဲဆက်သားချုပ်ကတော့တွေ့နေရပါသေးတယ် အဲ့ဒီဆက်သားကြောင့်အကြောင်းဟောချင်းအောင်ဘက်ကိုရောက်ခဲ့တော့ဟာအဲ့ဒီဆက်သားကြောင့်နဲ့ကြုံတွေ့ခဲ့ရပုံအကြောင်းနောက်များမှပြောပြပေးပါအောင်မယ်ဒါရင်မဲ့လားမဟုတ်ပါဘူးခွေးချိုကျော်လို့ကြောက်ပြောင်းရောက်ရင်လဲနာမည်ကြီးတာကတော့အာလူးကျောက်ကျော်ဖြစ်ပါတယ်အချိုးဆက်နှစ်မျိုးရှိပြီးစေဘူအဖွဲ့တောင်မှားစားနေကြတာကိုတောင်တွေ့ရပါတယ်ဒါကတော့ အလီလီဖြတ်သားခဲ့ဦးတဲ့နာအောင်လေးကိုသတိရလို့ထည့်ပြောရခြင်းဖြစ်ပါတယ်။အเจ้าမဲ့ပြောတာမဟုတ်ပါဘူး။အထူးဂရုစိုက်ကြပါ။ညောင်ပြောတဲ့အတွင်းကိုတော့အเจ้าမဲ့တိုင်ရဲ့စစ်ကြောင်းတွေဟာဒေသခံပြည်သူတွေရဲ့နေအိမ်တွေကိုဝင်ရောက်ဖျက်ဆီးမှုတွေပြုလုပ်လာခဲ့တာကိုတွေ့ရပြန်ပါတယ်။ဆိုပါစစ်ကြောင်းတို့ဝင်ရောက်မှုကြောင့်ကန်ဒီယိုတဲပြင်းကန်ဒီဘော့အနောင်အုံဂျိုးကန်ချောင်းရှင်နဲ့ကြောက်ပြင်းကန်ကြီးရွာတွေကဒေသခံပြည်သူတွေ နေရစွခွာဖက်ပြေးတိတ်ချာမှုတွေပြုလုပ်နေကြရတယ်ဖြစ်ပါတယ်။ခြေကုလက်ပါလာဖြစ်စဉ်ကတော့အမှတ်ချက်တစ်စုံတရာမပေးလိုပါဘူး။လက်ပါလာလို့သာပြောနေကြတာတကယ်တမ်းကမင်းရွာမှာဖြစ်ွားခဲ့တာပါ။အနည်းအားဖြင့်ဖြစ်စဉ်မှန်ကိုပဲပြောပြပေးပါမယ် မူဗီထဲမှာတွေ့ရတဲ့မြန်မာနဲ့ကလေးမရှေ့နေမှာလေးဖြစ်ပါတယ်။အပြင်မှာပို့ပြီးချစ်စရာကောင်းတယ်လို့တောင်ပြောကြပါအခေကြီးတဲ့အိမ်ကဒီလိုဖြစ်ခဲ့တာဒါနဲ့ဆိုရင်၃ညရှိပါပြီ။ပထမနဲ့ဒုတိယအချိန်တွေမှာလည်းယခုလိုဖြစ်ခဲ့ဥပါတယ်။အခုလိုပဲရံတွဲလွတ်ခံခဲ့ရပါတယ်။ အခုလိုပဲသွားပြုတ်ဖို့လုပ်တော့စမဲအရှိန်နဲ့အရာကြီးခေါ်ခဲ့ဆိုပြီးလောက်တာဖြစ်ပါတယ်အရှိန်ကတော့စမဲအရှိန်နဲ့ပါမူဗီကိုစကြည့်လိုက်ကလေးကအားကိုတစ်ခုခုတော့ရှိပုံရတယ်ဆိုတာသက်စာပြီးသားပါဘွားတော်ကြီးရဲ့စမဲကနာမည်တောင်သိပါတယ်ချက်မပြောချင်လို့ပါအကောင်ကြီးတယ်လို့ပဲသဘောပေါက်ထားလိုက်ပါ ယခုတကြိမ်မှသာဖြစ်စဉ်ဟာဆိုရှယ်မီဒီယာပေါ်မှာလူစီများလာခြင်းဖြစ်ပါတယ်။ဒီလောက်ဆိုရင်ဇက်ရည်လဲကြမယ်ထင်ပါတယ်။ချင်းဒီထဲမှာတော့ညမနေ့မနေ့ပိုင်းတော့ဟာမြို့တော်ဟာခါဘန်ဟာရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ဆိုတာတိုက်ခိုက်မှုကြောင့်ဘန်ဟာရွာဒေသခံပြည်သူတွေသေဆုံးထိခိုက်မှုတွေညားခဲ့ပါတယ်။ ဖုံးစည်းကြတဲ့ကြောက်ပေါက်ခွဲတာဟာစာတင်ကျောင်းရဲ့အနောက်ဘက်မှာဖြစ်ပြီးစာတင်ကျောင်းဝင်းကျင်ကိုတန်ရှင်းလုပ်နေတဲ့ကျောင်းသူကျောင်းသားတွေအများဆုံးထိခိုက်ခဲ့ရပါတယ်။၎င်းကျေးရွာနဲ့စာတင်ကျောင်းတဝိုက်ဟာမြည်သည့်တော်လိုင်းရဲ့ဖွဲ့စည်းမှာရှိမနေတဲ့ငယ်မြေဖြစ်နေတာကိုတွေ့ရပါတယ်။ဂျမတားရေဒီကြောင်ကနေစိတ်ရသွေးမှုကျူးလွန်မှုတွေကိုတော့ကျွန်တော်တို့မနိုင်မချင်းခါစီပြီးခံနေကြအောင်မယ်လို့ သုံးသပ်ရပါတယ်။ဇေယခင်ကြီးသခိုင်းတို့နန်းနေကနေထွက်လာတဲ့အင်းအနေရဝင်းကြီးကြီးစေချောင်းချောင်းဟာအုံလောတောင်ရဘက်မှာဖြာခွဲလှုပ်ရှားနေတာကိုတွေ့ရပါတယ်။ငုံရမျိုးနီးတဝိုက်မှာတော့ဂျိုင်ရိုကော်ပိုတာ၃စီးလုံးဟာအုပ်ဖွဲ့ပြန်စားပြီးကင်းထောင်နေတာကိုလည်းတွေ့ရသလိုစီရေးပြချင်းချောင်းမှုတစ်ခုအနေနဲ့အတုံးချလာတာလို့လည်းရှုမြင်ရပါတယ်။ ဂျပန်နေ့မှာတော့ဆိုပါ300ဟာဝက်လက်မြို့နယ်တွေကိုဘုံချတိုက်ခိုက်ခဲ့ပြန်ပြီဖြစ်ပါတယ်။ချင်းနေ့နေ့နောက်ပိုင်းတန်းဟိုဂျာဘက်စစ်တပ်ဟာစစ်ရေးပြင်ဆင်မှုတွေထောက်ချောက်ပြုလုပ်လာတာကိုတွေ့ရပါတယ်။ကလေးတန်နယ်အတွက်မှာလည်းအမှတ်89ချင်းလင်တပ်မဌာနချုပ်ရဲ့စစ်တပ်တိုင်းလင်းနေကအထုံးထုတ်စစ်ကြောင်းတွေကိုစုဖွဲ့လေ့ကျင့်လျက်ရှိနေပါတယ်။ အမရစေတမတော်တမ်းပြလေးကြီးအကြောင်းပါဒုတိယတမတော်လေးကြီးရာစီတို့ကိုယ်တိုင်လာပြီးကိုယ်ကဲနေတာချေရိုးဖြစ်စင်တော့ဟုတ်မနေပါဘူးပရိုတိုကောရာတမတော်တမ်းပြလေးကြီးတင်နာကြောင်းတွေမှာတမမှုအဆင့်ရှိပါတစ်ဖက်တက်ပါလေးကြီးငန်းတွေပြုလုပ်ရလိမ့်ရှိပါနိုင်ငံတော်ကဘောရေးတက္ကသိုလ်မှသာဗိုလ်မှူးချုပ်အဆင့်တွေတင်နာတက်ရတယ်ဆိုပေမဲ့အဲ့ဒါက personal ဘိုင်းဆိုင်ရာ ဖြစ်ပါတယ် တမဆင်းယူဟာဆင်းတက်ရင်ဆင်းခရူလိုက်စုဖွဲ့လေ့ကျင်ရတာကတော့စက်မတော်တမ်းမြင့်လေ့ကျင်ရင်းအကြောင်းတွေမှသာဖြစ်ပါကျမအစင်းနဲ့မြင်တယ်တဖက်တပ်ပါလေ့ကျင့်ခန်းဆိုတာကတော့ကြီးရည်လေးပူပေါင်းစစ်စင်ရေးတွေသာရှိပါတော့တယ်အချမ်းပဲစစ်တာယခုဆိုရင်ကျောင်းစစ်တပ်သားသစ်တွေကိုအခြေပြုပြီးဤပညာအဆင့်စစ်ပွဲတွေကိုဖန်တီးလာနိုင်ဖို့စူးစမ်းလာနေတာကိုတွေ့ရပါတယ် ဇူသစ်စစ်သားတွေကအခြေခံစစ်တင်သားကိုတော့ရာမီးလက်သာသာရှင်မောက်ကလန်ရေမီလိုက်တယ်လို့အပြင်းတက်နဲ့ဆင်းလာရတာလည်းဖြစ်ပါတယ်အဲ့ဒီလောက်တင်သားကာလာနဲ့ဆိုရင်စောင်းထောင်းပေါင်းနဲ့ဝစ်ကြည့်တယ်ဆိုပြီးပဲပြီးလာခဲ့ပုံရပါတယ်စိတ်ကူးဟင်ရေးသားပြောဆိုနေခြင်းမဟုတ်ပါဘူးထပ်ပြေးလာတဲ့လူသစ်စစ်သားတွေရဲ့အင်တာဗျူးတွေကသက်သေဖြစ်ပါတ ဒီလိုကောင်းနေတော့ဘာကြောက်မနိုင်ရသလဲဟုတ်ကဲ့အမေးရှိရင်အဖြေရှိပါနောက်များမှာပေါင်းပြီးပြောပါမယ်အဲ့လိုစစ်ရှင်ကတင်နှမ်းမှာတော့တင်ရိုးအပြစ်တင်ကြရင်တင်ရိုးအပြစ်ဆိုတာရက်တရက်အနည်းဆုံး24ဘက်တင်ကြရပါအဲ့လို24ဘက်သာကာလတင်ကြခဲ့ရင်တော့တတ်စိတ်အစစ်လောက်စစ်ရှင်ကပညာရက်တွေကိုပဲတင်ကြလို့ရတာဖြစ်ပါတယ် အဲ့ဒီကနေမှတစင်တစင်ချင်းစစ်တဲ့တယ်ပညာရည်ချင်းမပါမူတည်ကြီးတဆူစင်တက်ခွဲစင်စစ်ကြောင်းစင်စစ်နေပြူဟာတွေကိုအစစ်မြင့်ပြီးတမ်းမြင့်ကြောင်းတွေမှာထပ်မံလက်ကျင့်တင်ကြားရခြင်းဖြစ်ပါတယ်စစ်တရရဘာမှမခက်ပါဘူးတက်ဆိုရင်တက်ရတာဖြစ်ပြီးပြစ်ဆိုရင် ပြစ်လိုက်ရုံပဲဖြစ်ပါတယ်ကိုကိုလာမှန်ရင်လဲအယုတ်လက်အမြတ်မရွေးသေးတာပဲဖြစ်ပါတယ် ီနေရာမှာအမိန်နာခံမှုနဲ့စစ်စည်းကံကောင်းမွန်မှုကအခြေခံပါတယ်ဒါမရှိဘဲနဲ့တော့ဘာမှလုပ်လို့မရပါဘူးရဲဘော်တက်ဆိုလို့ကြီးမကိုကြီးတဲ့ရင်သိမ်ပါဘောဆိုရင်ဘာမှ လုပ်လို့မရဘူးဖြစ်ပါတယ်လက်နဲ့ခြင်လိုက်ပြီးစစ်ဝတ်စုံဝေထားပြီးဆိုရင်တော့စစ်စည်းကံဒီအဓိကကြောရုံမန္တန်ကြီးဖြစ်ပါတယ် စစ်သားဆောင်တာဘလူအဆောင်ဆောင်စိုက်တဲ့သူကိုဆောင်လို့ရပါတယ်နောက်တစ်ချက်က ကိုစီစစ်ပညာကျွမ်းကျင်မှုတွေပဲဖြစ်ပါတယ်လူဦးချင်းပညာတွေဖြစ်တဲ့ကိုစီစစ်မြေပြင်နဲ့လက်နက်ငယ်ကျွမ်းကျင်မှုအထူးလိုအပ်ပါတယ်အဲ့မှာအထက်ကပြောခဲ့တဲ့တက်စိတ်လက်နက်တက်စုလက်နက်တက်ခွက်လက်နက်တက်ရင်အကူပြစ်လက်နက်ဆိုတာတွေကိုကျွမ်းကျင်ပန်းနိုင်တော့ကင်တွယ်ပြစ်ခတ်နိုင်ရဖို့ပဲဖြစ်ပါတယ် အဲ့ဒီမှာရှိပါသေးတယ်တိုက်ပွဲဖြစ်လို့အရေးကြောင်းတဲ့ဆိုကမှဆရာကြီးရေဘိုးကြီးရေ ကျွန်တော်တနက်ဘာဖြစ်သွားမှန်းမသိဘူးဆိုရင်တော့လဲသေးလိုက်တော့လို့ပဲပြောရတာဖြစ်ပါတယ်အဲ့ဒီမှာရှိပါသေးတယ်မိမိလက်နက်ကိုခင်မင်မြန်လို့ပါဆိုတော့ဘာပဲမလို့မြန်လို့မှမသိပါဘူးတနက်ကိုရေကိုစီရီမြတ်တော့အဝိဇ္ဇာတွေနဲ့ဟိုဘက်ဒီဘက်လောက်ကြတာလဲတွေ့ရပါတယ်အကြမ်းတက်မှာတော့အဲ့ဒီလိုဟိုဘက်ဒီဘက်ဟိုချီဒီချီ လောက်ကြတဲ့ငနေတွေပဲအရင်ဆုံးမဆီကြိုက်တာဖြစ်ပါတယ်မလောက်ရဘူးမဟုတ်ပါဘူးလောက်ပါဆက်ယုံထုံတနတ်တွေပါဒီရေဒီမြေဒီတော့တောင်ထဲမှာကြိုက်လို့ရအောင်လုပ်ပြီးသားဖြစ်ပါတယ်တနတ်တွေကိုအဝိပ္ပဗီကံမှပြစ်ခတ်ရတဲ့စစ်သားဆိုတော့အလုံးမဟုတ်ပါဘူးတနတ်ဒီအမေစီးကြီးတွေမှာပြစ်ခတ်ရင်ပခုံးသားကိုမနာအောင်မာဆယ်တွေတက်လာအောင်အလိုလိုလက်ကျင်ပြီးသားဖြစ်ပါတယ် မနာအောင်ပြစ်ခတ်နေလဲရှိပါတယ်။အဲနောက်တစ်ခုချွင်းချက်အနေနဲ့စနိုက်ပါတွေမှာ အဝိဇ္ဇာတွေတက်တာကတော့စနိုက်ပါစကုပ်မှန်မြောင်းတဲ့တနတ်ကိုပုံဖြတ်ဖြောက်ွယ်ခြင်းလို့လို့မှတ်ယူလို့ရပါမယ်။ရိုးရိုးလက်နဲ့ငယ်ဟိုအဲအဝိဇ္ဇာကြီးပြတ်နေပြီဆိုရင်တော့စောလေးကကျွန်တော်ပြောခဲ့သလိုသာမှတ်ယူလိုက်ပါတော့။ဆက်ပြောရမယ်ဆိုရင်ကျွန်တော်တတ်ထဲမှာနေရပူးစဉ်တခြားတော့ချစ်ပူးသမျှ ချိတွေ့တိုက်ပွဲဖြစ်စဉ်တွေမှာဓပရိုက်ထဲကြီးစံတရားဝင်းကျင်လောက်တာဇက်တိုက်ပြစ်ခတ်ခဲ့ဥပါတယ်။ဘာလို့လဲဆိုတော့စစ်သားတယောက်ကိုကြီးအိမ်လေးကူတာထုတ်ပေးတာဖြစ်ပြီးကြီးအိမ်တစ်ခုကိုကြီး30နဲ့လက်အခု120တာပြားရှိပါတယ်။ဇက်ကားတွေကလိုဖေးကြားတွေကနေဆွဲထုတ်လိုက်ဘောင်းမီတွေကနေဆွဲထုတ်လိုက်ရပန်တွေကနေဆွဲထုတ်လိုက်နဲ့လိုချင်သလောက်ဆွဲထုတ်နေလို့ရတဲ့အမျိုးသားမျိုးမဟုတ်ပါဘူး။ ျွန်တော်တို့မှာချင်းညာတော်အကြီးကြီးတွေမှာကြီးစံလေးအများကြီးပါကောင်းပါနိုင်ပေမဲ့ကြီးအိမ်ကတော့လေးခုသာ ပါရှိတာဖြစ်ပါတယ်စစ်တပ်ကြောင့်နောက်ကြောင်းပြန်နေတာမဟုတ်ပါဘူးအချမ်းပဲစစ်သားတွေရဲ့ပြည်အားနဲ့ကြီးကတ်လဲလဲတက်စင်ချင်းကြီးဖြည့်သွင်းချင်းတွေကိုသဘောပေါက်စေရန်ဖြစ်ပါတယ်နောက်တစ်ခုကလက်နေငယ်ကြွချင်မှုဖြစ်ပါတယ် ချိန်ကြောင်းလိုတွယ်ဝိုက်ပြီးလက်နက်တွေကတော့ချိန်ဆက်ပါတာဖြစ်တဲ့အတွက်တွက်ချက်မှုတွေရှိနေတာမို့ဈာရိုက်ပြီးလက်နက်တွေကိုမဖြစ်မနေကျွမ်းကျင်နေဖို့လိုပါတယ်။ဒါပေမဲ့စစ်တပ်ကအဲ့လိုမဟုတ်ပြန်ပါဘူး။အဗီဂျီလိုလက်နက်မျိုးဟာအလေးချိန်တိတ်မရှိဘူးဆိုပေမဲ့ဆက်လက်တို့စိန်ကြောင်းတို့ကြတော့အလေးချိန်များနေပြီဖြစ်ပါတယ်။အဲ့ဒီခါကျရင် လူကောင်ထွားထွားအသားများများတွေကိုမင်းလာခဲ့ ထားခဲ့ဆိုပြီးတာဝန်ပေးရတော့တာဖြစ်ပါတယ်။ဒီကနေ့ဆရာကြီးတွေကြတော့လဲလက်စင်ကန်တင်ပေးပါဆိုတော့မျိုးဆက်တင်စစ်သားများကလည်းဒါကြီးပြစ်တတ်ရင်တနေ့ကုန်စထမ်းရရင်တည်ပြီးပေါ့ဆိုပြီးမတက်ချင်အောင်ဆောင်ကြပါတယ်။နောက်ပြီးတော့အခုပြစ်လက်နဲ့ကြီးတင်တန်းဆိုတာကပရိုတိုကောရစစ်သက်နှစ်နှစ်လောက်မှာတရားဝင်တင်တန်းတက်ရောက်ဖို့ရမရှိပါဘူး။အဲ့တော့ လူသစ်တပ်သားတွေအနေနဲ့လက်နဲ့ကြီးဆိုရင်ထမ်းခိုင်းလိုပဲရပါမယ်ဒီနှစ်နှစ်ကာလအတွင်းမှာကြစ်ခတ်ခိုင်းမှုဆိုတာအဆင်မပြေနိုင်ပါဘူးဆိုတော့အတရင်စင်ယခုလိုဖြူအားစင်တမအစင်တင်တန်းနေမှာပဲအစုဖွဲ့လိုက်ခရူလိုက်ကာလတို့စုဖွဲ့လက်ကျင့်ပေးတာဖြစ်ပါတယ် ပြောနေတာဒါဖြစ်ပါတယ်လူသစ်စုတပ်သားတွေကိုစေးဆက်သွယ်ရေးထောက်လိုက်အကူပြည့်ဆိုတဲ့တာဝန်တွေပေးလို့ရအောင်ခိုင်းစားလို့ရအောင်လှုပ်လာတာဖြစ်ပါတယ်ဆက်ရရင်အမတ်30စက်ဘရိုတိုင်းမြင့်လေးချင်းအကြောင်းမှာရက်တူလက်ပူတိုက်တင်နန်းကာလာတလှပြည်တာနဲ့စစ်ကြောင်းတွေထတ်ထွက်လာမှာဖြစ်ပါတယ်အုတ်တွင်းခြေလိုက်အမတ်6စက်ဘရိုတိုင်းမြင့်လေးချင်းအကြောင်းမှာလည်းအမတ်89ခြေလင်တက်မှဌာနချုပ်ရဲ့တိုင်ရင်လေးရင်ရောက်ရှိနေပြီး ဒုတိယတိုင်ရင်မှုအဆက်တွေဦးစီးပြီးစုဖွဲ့လေ့ကျင့်နေတယ်လို့သိရှိရပါတယ်ကလေးတန်းနယ်ထဲမှာတော့ဂျမန်တွေကစားပြီးစီးရင်လှုပ်ရှားမှုတချို့စတင်လာတာကိုတွေ့ရပါတယ်အမတ်တစ်ဆယ်တန်းတော့တန်းပြင်းလေ့ကျင့်အကြောင်းအတွင်းကနေခမ်းမန်းအင်အား200ခန့်ကိုရင်နှန်း၈စီးနဲ့နန်းဆောင်မှုရွာစေနန်းဟန်ရဲ့ကျေးရွာတဝိုက်ကိုတက်ဖြတ်မှုတွေလှုပ်လာပြီးဖြစ်ပါတယ် အနာမြဝိုင်းတိုင်းစစ်သားနာကြုံရဲ့လူသားချက်ဟာကလေးတမှုလမ်းမိုင်းကိုအပြေးအဝထိတ်ထုတ်ပြီးအာရှလမ်းမကြီးဖြစ်အသက်တွင်းလိုဟန်ရှိနေပါတယ်အာနာသိကာရပြည်ရဲ့ဟာခါမှာရောက်နေတဲ့အနာမြဝိုင်းတိုင်းစစ်သားနာကြုံဒူတိုင်းမူဘုံမှုကြုံမိုးဟင်းကို ဟာခါမှာမတွေ့ရတာတလားကျော်ရှိနေပြီဖြစ်ပါတယ် ဘေကိုရောက်နေတယ်လဲဆိုတော့စကိုင်းတိုင်းခြေဆိုင်အမှတ်33ခြေလင်းတက်မှာထောင်းသားချုပ်ထဲမှာလာပြီးခွေနေတာဖြစ်ပါတော်လိုက်တပ်ဖွဲ့တွေအားကောင်းတဲ့နေမြီတွေမှာမော်လိုက်မြို့နယ်ဟာလည်းအပါအဝင်ဖြစ်ပါတယ်မော်လိုက်မျိုးနဲ့ဟာစေအုပ်ချုပ်ရေးကြီးညာတဲ့အထက်မှာမပါဝင်သလိုတရားဝင်ရွေးကောက်ပွဲပထမအကြိမ်မှာလုံးမဲ့အထက်မှာလည်းမပါဝင်ပါဘူး။ နောက်ပြီးရွေးတော်ပွဲမလုပ်နိုင်တဲ့မြို့နယ်စည်းရင်းတွေကိုလည်းထည့်သွင်းထားခြင်းမရှိပါဘူး။မော်လိုင်းမြို့နယ်ဟာအမှတ်၁၀စစ်စေးကိုကဲမှုဌာနချုပ်လက်အောက်ခံနေပြည်တော်တိုင်းရင်းတွေအခြေစိုက်ထားပြီးမယ်ပြည်လူစစ်ကြေးရွာ9ရွာမှာပါအကြံနယ်မြေများဟာတော်လိုင်းအင်အားစုတွေကြီးစိုးနိုင်ထားတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့ အောက်ဂေါလာအတွင်းမှာထောတာပြည်သူစစ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ချင်းချုပ်နိုင်ခဲ့ပြီးစစ်တုံပန်200ကျော်ကိုလက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ပူပေါင်းတပ်ဖွဲ့တွေဟာထောတာစခန်းကိုလွယ်လွယ်ကူကူရရှိခဲ့တာမျိုးမဟုတ်ပဲ10ရက်ကျော်ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရတာဖြစ်ပါတယ်။၎င်းတိုက်ခိုက်မှုခံရချိန်မှာစစ်ကူအချိန်မီမပို့နိုင်ခဲ့ခြင်းဟာပြည်သူစစ်တွေရဲ့စိတ်ဓာတ်ကိုရိုက်ချိုးလိုက်တယ်လို့ဖြစ်စေခဲ့ပါတယ်။ ဒီနေ့ကကွယ်တပ်ဖွဲ့တွေဟာသောတာတိုက်ပွဲကနေစတင်ပြီးစစ်ရေးအချိန်ညစ်တင်လာနိုင်ခဲ့ပါတယ်။ Organize နောက်ပိုင်းမှာတော့နားပင်ပြည်သူစစ်စခန်းကိုလျှက်ရက်ပြတိုက်ခိုက်နိုင်ခဲ့ပြီးညောင်တည်းရွာကိုပါထိ ंछ ုံနိုင်ခဲ့ပါတယ်။တဆရဲညောင်ဝေးရွာပြည်သူစစ်စခန်းကိုပါစီးနေတိုက်ခိုက်နိုင်ခဲ့ပြီးဖုံးကြီးကျောင်းအတွင်းမှာအင်အားအလုံးရင်းနဲ့တပ်ဆွဲအခြေပြုလာခဲ့ပါတယ်။ အဲ့နောက်မှာတော့လက်နေကြီးစကားအခြေပြုပြီးမော်လိုက်မြို့အတွင်းအကြမ်းဖက်ဆေးဥစုအခြေဆိုင်နေရာတွေကိုပြစ်ခတ်တိုက်ခိုက်မှုလုပ်နိုင်ခဲ့ပါတယ်။မော်လိုက်နဲ့ညောင်ဝင်းစီရွာဟာချင်းတွင်းမြစ်သာချလာဖြစ်ပြီးပြည်သူစစ်တွေဟာညနေပိုင်းမှာပဲကစင်ကလျာစုတ်ခွာထွက်ပြေးသွားကြပါတော့တယ်။ မော်လိုက်မြို့ရဲ့နောက်ဖက်ပြောင်ဘုတ်ကားလမ်းကိုလည်းဒေတာကန်ပူပေါင်းတပ်တွေကထိမ့်ချုပ်ထားရန်ရှိပြီးမြို့ပေါ်စီမေးသားရနယ်နိမိတ်ကလွဲလို့အကြမ်းဖက်တပ်ဟာလက်လွတ်ထားရပြီဖြစ်ပါတယ်။ညောင်ဝင်းလက်နက်ကြီးစကားကနေမော်လိုက်မြို့ပေါ်ကိုလက်နက်ကြီးနဲ့ပြစ်ခတ်နိုင်ခဲ့တဲ့အော်ဂန်လာ29ရက်နေ့မှာတော့စစ်ကောင်စီကခရိုင်အဆင့်ဝဲသားကြီးတွေဟာကလေးမျိုးကိုထွက်ပြေးသွားကြပါတော့ဟဲ့။ ညောင်ဝင်းရပြည်သူ့ဆက်စကန်းကိုရရှိချိန်မှာဒေတာကံပူပေါင်းတက်ဖွဲ့တွေဟာစိတ်ကစစ်စစ်အနေနဲ့အောင်ပွဲခက်ခန်းနာနာခံလိုက်ကြအောင်ရပါတယ်ညောင်ဝင်းကျေးရွာတစ်ခုလုံးကိုထိ ंछ ုပ်ပြီးမော်တော်ယာဉ်တွေအသုံးပြုကာအင်အားဖြည့်တင်းမှုတွေပြုလုပ်ခဲ့တာကြောင့်မော်လိုက်မြို့ပေါ်မှာရှိတဲ့စေအောင်စုရန်ရဟာရက်တန့်သွားပြီလို့ဆိုရမှာဖြစ်ပါတယ် ကြမ်းဖက်စစ်တပ်ဟာမော်လိုက်မြို့နယ်ကိုအလုံးစုံထိန်းချုပ်နိုင်ရေးအစီအမံရေးဆွဲလာတာကိုတွေ့ရပါတယ်။ညောင်ဝင်းရဖုံးရောက်အဓိကဥတီပြီးတိုက်ခိုက်မှုပြုလုပ်လာနိုင်တာမို့ဒေသခံတွေအနေနဲ့လေချောင်းသတင်းတွေကိုစင်ဆက်မပြတ်နားဆွင့်ပြင်ဆင်ထားဖို့လိုအပ်လာပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။လည်းဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိရင်